အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တွေအောင်းလည်းမင်္ဂလာပါဆို2026ကမ္ဘာဖလားပြိုင်ပွဲကြီးကျင်းပဖို့ပေါ့လေကျွန်တော်တို့အခုလက်ရှိဆိုရင်ဒါအောက်တိုဘာဆို November December January February March April May June ဆိုဂျွန်ဆိုကျွန်တော်9လ8လလောက်ပဲကြံတော့တယ်ဆို9လကျော်8လလောက်ပဲကြံတော့တဲ့အချိန်မှာ World Cup qualify အောင်ထားတဲ့အသင်းတွေထဲမှာပြည်သက်တွေအတွက်စောင့်ကြည့်ရမယ့်အသင်းတွေပေါ့လေစောင့်ကြည့်ရဆိုတဲ့ကိုကောင်ဖြစ်လဲဖြစ်နိုင်တယ်နောက်တစ်ခုကချီစွမ်းကောင်းတဲ့အသင်းတွေတော်များများရှိတဲ့အထဲမှာဘယ်လိုပြောမလဲအခုအရန်ကို surprise နဲ့ worker qualify အောင်လာတဲ့အထဲမှာဆိုရင် cake party လို့အသင်းမျိုးပါတယ်လူကြီး6သိန်းနီးပါးပဲရှိတယ်အဲ့ဒါဆိုရင် worker qualify ကိုအောင်တယ်ဆိုတော့အခု worker qualify အောင်ထားတဲ့အသင်းတွေကိုကြည့်ရင် ancient တွေဖြစ်ကြတဲ့ဒါ American ရယ် Canada ရယ် Mexico ရယ်၃သင်းပါတယ် American က ကမ္ဘာဖလားပြိုင်ပွဲကိုတူတေအားဖြင့်72ချိန်ခြေစပွဲပြီးအောင်ထားပြီးတော့ဒါသူတို့အခုလက်ရှိအနေထားအရအမြင့်ဆုံးအနေနဲ့1930မှာတုန်းကတော့အတုံးကတော့ group stage ပုံစံနဲ့ကစားခဲ့တာပေါ့လေအတုံးကအဆင့်3ပုံစံရခဲ့ဘူးတဲ့ American က World Cup qualify အောင်ထားတဲ့ကျွန်တော်အသင်းတွေရဲ့အခြေအနေမှာသူကအဲ့လိုပုံစံမျိုးနဲ့ခြေစပွဲအောင်ခဲ့ဘူးတဲ့ဟို1930ပထမဆုံးကျင်းပတဲ့ Uruguay မှာကျင်းပတဲ့ World Cup မှာခြေစပွဲအောင်ခဲ့ကစားခဲ့ပြီးတော့အဆင့်3ရခဲ့တယ် ပြီးတော့အင်ရှင်မက္ဆီကိုက worker qualify ကို18ချိန်အောင်ထားပြီးတော့သူက quarter final ကို1980နဲ့1986မှာအမြင်ဆုံးအောင်တယ်။မက္ဆီကိုဒီဘက်နောက်ပိုင်းနေ worker qualify တွေကိုကြည့်ရင်သူတို့ knockout gate ထိပဲများတယ် round of 16ထိပဲတက်တာများပြီးတော့သူတို့ quarter မတက်ဘူး။ Now ကနေဒါကနေဒါကတော့ကမ္ဘာဖလားပြိုင်ပွဲကို၃ချိန်ပေါ့လေပြီးခဲ့တဲ့ World Cup တုန်းကလည်း group stage မှာကျန်ခဲ့တယ်အဲ့ဒါသူတို့က1986နဲ့2022မှာအုပ်စုအဆင့်မှာပဲ ပြန်နေပြီးတော့မှကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးခြေစပွဲအောင်တဲ့အသင်းဖြစ်26အတွက်ခြေစပွဲအောင်တဲ့အထက်မှာဂျပန်ဂျပန်ကအခုပူပူနွေ့နွေ့ခြေစမ်းပွဲမှာငါးကြိမ်ချန်ပီယံဘရာဇီးလ်ကိုအနိုင်ရထားတဲ့အသင်းဖြစ်ပြီးတော့ every single tournament ရဲ့နောက်ပိုင်းပွဲတွေမှာ ရှုံးထွက်16အသင်းကိုလွယ်လွယ်ကူကူတက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်တယ်။ဒါပေမဲ့ရှုံးထွက်ကနေသူတို့ quarter final မကြိုသေးဘူး။ဂျပန်ကကမ္ဘာဖလားပြိုင်ပွဲကို၈ချိန်ချင်းစပွဲအောင်တဲ့2022 2020 2018နဲ့ပြီးတော့မှ2002 2010 2018နဲ့22မှာရှုံးထွက်ကကြီးလှည့်ပြန်ထားပြီးဂျပန်ဟာကျွန်တော်ဒီနေ့ World Cup ပြိုင်ပွဲမှာ surprise package အနေနဲ့ quarter final ကိုကျွန်တော်မျှော်လင့်လို့ရမယ် surprise package အသေးတသေးလို့မြင်နေသူတို့ confident growing ဖြစ်လာပြီဗျာတဖြည်းဖြည်းနဲ့ကောင်းလာပြီဂျပန်က ိုကောင်းတဲ့အဆင့်တစ်ခုကိုပဲရောက်ဖို့ရှိတယ်ပြီးခဲ့တဲ့ခေါင်းဆိုခရီးရှားကိုသူတို့ပယ်နယ်တီဆုံးဖြတ်မှာရှုံးသွားတာတော်တော်လေးကန်ဆိုးတာ ဟိုး၁၈တုံးကလည်းဘယ်ဂျန်ကိုသူတို့နှစ်ကိုပြက်နိုင်ပြီးတော့မှဘယ်ဂျန်ကနောက်ကျ၃ကိုသွင်းပြီးတော့သူတို့ပြိုင်ပွဲထွက်သွားတာဆိုတော့ဂျပန်ဟာနီးတော့နီးစပ်နေပြီအဲ့နောက်မှာနယူးဇီလန်နယူးဇီလန်ကတူတဲဒီချိန်အပါဝင်၃ချိန်ချင်းပွဲအောင်ပြီးတော့ဒါကမ္ဘာဖလားပြိုင်ပွဲကိုအုပ်စုစစ်နှစ်ချိန်တက်ခဲ့မှုတဲ့တစ်ဖက်ကအီရန်အီရန်ကအာရှဆုံကနေဒီဘက်နောက်ပိုင်းမှာဇက်တိုက်ချင်းပွဲအောင်တယ်ဒါပေမဲ့အီရန်ဟာ every single tournament တိုင်းမှာအုပ်စုအဆင့်သားကျင်းနေထားတယ်သူတို့က9ချိန်ချင်းပွဲအောင်ထားတယ်အာရှဆုံမှာတော့သူတို့ strong ဖြစ်တယ် group stage ရောက်ရင်သူတို့အသင်းဟာ လိုအပ်ချက်ရှိနေသေးတဲ့အသင်းဖြစ်တယ်။နောက်တစ်ခုကတော့အာဂျင်တီးနားပေါ့လေအခုကျွန်တော်ပြောတဲ့အသင်းတွေကကမ္ဘာဖလားချေစပွဲကိုအစဉ်လိုက်အောင်လာတဲ့အသင်းတွေဆိုဂျပန်အစိုးဆုံးအောင်တာပေါ့လေဆိုအီရန်ပြည်အချိန်မှာအာဂျင်တီးနားလက်ရှိ World Champion ဖြစ်တဲ့ Back to Back Copa Champion ဖြစ်ပြီးတော့ကမ္ဘာဖလားပြိုင်ပွဲကို16ကြိမ်ထိခြေစပွဲအောင်ထားတဲ့ Champion 3ကြိမ်ဖြစ်ပူးတဲ့1988မှာ Mario Kempesso နဲ့ Champion ဖြစ်တဲ့1986မှာ Diego Armando Maradona နဲ့ Champion ဖြစ်ပြီးတော့2000နှစ်မှာ လီယိုမက်ဆီတို့ဥဆောင်တဲ့အသင်းရဲ့ချန်ပီယံဖြစ်တဲ့လက်ရှိ World Cup ကို favorite ဖြစ်နေတဲ့အသင်းတွေကတသင်းဖြစ်တယ်။အဲနောက်မှာပထမဆုံးကြိမ်တမိုင်းတစ်လျှောက်ခြေစပွဲအောင်တဲ့နောက်ထပ်တသင်းဖြစ်တယ်။အဲဒါက Uzbekistan ဖြစ်တယ်။ Manchester City ရဲ့လူငယ်ကစားပါခူဆာနော့အပါဝင်ဒီအသင်းကတကယ့်ကိုစိတ်ဝင်စားစရာဒါပေမဲ့ထူးခြားတာကသူတို့ခြေစပွဲအောင်ပေးတဲ့နည်းပြကို ထုတ်ပြီးတော့ ဖာဗီယိုကန်နဘာရိုကိုတနည်းကိုအမေရိကန်ဒေါ်လာ၄သန်းလောက်နဲ့လစာပေးပြီးတော့ကန်နဘာရိုကိုနီးပြဖြစ်ခံထားတယ်ဒါကသူ့ရဲ့ပထမဆုံးချိန်ဝေါ်ကပ်အောင်တာဖြစ်ပြီးတော့အဲဒီနောက်မှာတော့တောင်ကိုရီးယားအသင်းမှာတောင်ကိုရီးယားကဟိုတနည်းကဘရာဇီးကိုသူတို့ရှုံးသွားတယ်ဒါပေမဲ့တခြားခြေစပွင့်ပွဲမှာသူတို့ပြန်ပြီးတော့နိုင်ပွဲရထားတယ်အဲ့ဒါကတော့သူတို့လက်ရှိမှာပါရာဂွေးကိုပြန်နိုင်ထားတယ်ဆိုတော့ပါရာဂွေးကိုနိုင်နေဆိုတော့ကိုရီးယားလည်းအဆင်မနှိမ့်လို့အသင်းဖြစ်တယ်ကိုရီးယားကဝေါ်ကပ်တမိုင်းမှာသူတို့အင်ရှင်လုပ်တဲ့ဂျပန်နဲ့ပူးရဲလုပ်တဲ့ပြိုင်ပွဲမှာဆီမီဖိုင်နယ်ရောက်ပြီးစတုထရရခဲ့မှုတဲ့အသင်းဖြစ်ပြီးတော့ န်ကိုရီးယားအသင်းကလုံးဝ surprise ပေါ့လေဝေါ်ကက်ကိုခြေစပွဲအောင်ထားတဲ့ total အားဖြင့်တော့12ချိန်ပေါ့လေခြေစပွဲအောင်တဲ့အသင်းဖြစ်တဲ့တောင်ကိုရီးယားပြီးတော့မှ Jordan Jordan ကလည်းတမိုင်းတစ်လျှောက်ပထမဆုံးကြည့်ခြေစပွဲအောင်တဲ့အသင်းမှာ Uzbekistan လိုပဲသူလည်းအုပ်စုအသင်းကလည်းခြေစပွဲအောင်လာတဲ့အသင်းဖြစ်တယ်ပြီးတော့မှ Australia Australia က2006ခုနှစ်မှာ ASEAN ဆိုမှာ Asia ဆဲကိုရောက်ပြီး ASEAN ဆိုကနေကမ္ဘာဖလားခြေစပွဲစပြိုင်နေအဲ့အစောပိုင်းတွေမှာလည်းသူတို့ဝင်ပြိုင်နေဒါပေမဲ့အဲ့ကနေစပြီးတော့သူ regular ခြေစပွဲအောင်လာခဲ့တဲ့ Australia ကကမ္ဘာဖလား ပြိုင်ပွဲရဲ့ rounder system ပေါ့လေပြီးခဲ့တဲ့တစ်ခေါက်တုန်းကအာဂျင်တီးနားကိုသူတို့2-1နဲ့ရှုံးတယ်2006သူတို့ပထမဆုံးအာရှဆုံးတဲ့ကိုရောက်လာတဲ့အချိန်မှာအဲ့တုန်းက champion ဖြစ်သွားတဲ့အီတလီကိုသူတို့2-1နဲ့ရှုံးတယ်ဆိုတော့ Australia knockout game မှာတွေ့တဲ့အသင်းတွေက champion ဖြစ်သွားတဲ့အသင်းတွေကြီးပဲတိုက်ဆိုင်သွားတယ်2006တုန်းကအီတလီကိုသူတို့1-0ရှုံးတယ်အဲ့တုန်းက Australia ကိုအီတလီကနိုင်ပြီး champion ဖြစ်ပြီးပြီးခဲ့တဲ့2020မှာ အာဂျင်တီးနားက2-1နဲ့နိုင်တယ်အဲ့နှစ်သင်းလုံးချန်ပီယံဖြစ်တယ်။အော်စတြေးလျကကမ္ဘာဖလားပြိုင်ပွဲကို9ကြိမ်ဝင်ရောက်ရှင်ပြိုင်မိုက်အသင်းဖြစ်တယ်။ဘရာဇီးဘရာဇီးကတော့ကမ္ဘာဖလားတပိုင်တစ်လျှောက်တသင်းနဲ့တော့အသင်းဖြစ်တယ်။ Every single tournament ကိုချေစပွဲအောင်ထားတဲ့အသင်းပါ။ကမ္ဘာဖလားပြိုင်ပွဲရဲ့23ကြိမ်လုံးချေစပွဲအောင်ထားတဲ့ကာလိုအန်ချီလိုတီနဲ့အပြောင်းအလဲတွေဖြစ်နိုင်ဖို့မျှော်လင့်ထားတဲ့အသင်းဖြစ်တယ်။ဘရာဇီးက9ကြိမ်ချန်ပီယံပါ1958 62 90ပြီးတော့မှ1994နဲ့2000နှစ်2014မှာ စီမီတက်တယ်ဒါပေမဲ့အဲ့ရှင်းနေ2000နှစ်ပြီးကြတဲ့ကနေ2006ကနေဇက်တိုင်မှာသူတို့ဟာ quarter final သာအမြင့်ဆုံးရောက်ထားတဲ့အတွက် ဘရာဇီးကအိုက်မတန်းတွေကိုအန်ချလိုတီနဲ့ချိုးဖျက်ရမယ်အသင်လက်ရှိကမ္ဘာဖလားပြိုင်ပွဲမှာလည်းဒုတိယရည်ပန်းစားတဲ့အသင်ဖြစ်ရှိနေတာဖြစ်တယ်ပြီးတော့မှအက်ကွေဒေါ်ဝိုက်ဆက်ခိုင်ဆီရိုတို့ဝီလျံပါချိုတို့ပီယာရိုဟင်ခင်ပီနဲ့တကယ် quality တောင်တင်းတဲ့အသင်ဖြစ်တယ်အက်ကွေဒေါ်ကကမ္ဘာဖလားကို9ချိန်ပြိုင်ပြီးတော့2006တုန်းကနော့ကောက်ဂိမ်းကိုတတ်ခဲ့မှုတဲ့အသင်ဖြစ်တယ်အက်ကွေဒေါ်ကတကယ်ကိုကိုကောင်ကျွန်တော်ကြိုက်တဲ့ထဲမှာအက်ကွေဒေါ်အသင်တစ်သင်းလည်းပါတယ်သူတို့ကစားတာတော်တော်လေးကောင်းတဲ့အသင်တစ်သင်းလည်းပါတယ်ပြီးတော့မှယူရုဂွေးယူရုဂွေးကကမ္ဘာဖလားပြိုင်ပွဲအဆ ောပိုင်းကာလမှာနှစ်ကြိမ်ချန်ပီယံဖြစ်ထားတယ်1930အင်ရှင်ဖြစ်ကျင်းပတဲ့တစ်ကြိမ်ရယ်1950ဖြစ်ကျင်းပတဲ့အချိန်နှစ်ကြိမ်မှာသူတို့ချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်ပြီးတော့အဲ့ဥရုဂွေးကတိုတယ်အားဖြင့်15ကြိမ်ခြေစပွဲအောင်ထားတယ်သူတို့အသင်းမှာ Valverde တို့ Bantancor တို့ Ronaldo အဝူအပါဝင်တကယ့် quality player တွေအများကြီးပဲတိုက်စင်ပါလေ Darwin Núñez တို့ဒါ Facundo Palestri အပါဝင်တကယ့် တော်တော်များများ quality player တွေပါတယ်ယူရိုကွေးကိုထောင်းကြည့်ရမယ်အသင်းဒီတမှာပါနိုင်တဲ့အသင်းဖြစ်တယ်နောက်တစ်သင်းကတော့ကိုလံပီယာပါကမ္ဘာဖလားကို9ချင်းခြေစပွဲအောင်ထားတယ်2014ကသူတို့ရဲ့အကောင်းဆုံး run ဖြစ်ပြီးတော့ Hamas Rodriguez တို့နဲ့ Walker Quarter Final တိရောက်ခဲ့တယ်ဒီကြိမ်လဲ Hamas ဦးဆောင်မဲ့အသင်းဖြစ်ပြီးတော့ Luis Diaz တို့နဲ့တောင်တင်းဆုံးအသင်းတွေမှာပါတယ်နောက် Paraguay ပေါ့လေ Paraguay ကကျွန်တော်ငယ်ငယ်တုန်းက Chile ပတ်နဲ့အတူ Walker Qualify နေခဏခဏမြင်ဘူးတဲ့အသင်းဖြစ်ပြီးတော့2010မှာသူတို့ Walker Qualify အောင်ထားတယ်အဲ့တုန်းကလည်း Quarter Final တက်ခဲ့ဘူးတဲ့အသင်းဖြစ်ပြီး ီးတော့ဒါ1998ကမ္ဘာဖလားတုန်းကလည်းပြည်သိကိုသူတို့ရှုံးခဲ့မှုတဲ့ဒီပါရာဂွေးကတော့အခုဒီချိန်မှာတကြောပြန်ချစ်ဖို့အောင်ပြီးတော့ မော်ရိုကိုပြီးခဲ့တဲ့ပြိုင်ပွဲမှာအားလုံးကို surprise package လုပ်ခဲ့တဲ့အသင်းပါအာဖရိကရဲ့မော်ရိုကိုအသင်းက World Cup qualifying ကို9ချိန်အောင်လာပြီးဖြစ်တဲ့မော်ရိုကိုကစတုထကိုပြီးခဲ့တဲ့ချိန်ကရပြီးတော့တကယ်မော်ရိုကိုဟာ quality ကစားမားတွေတော်တော်များများပါတယ်အသင်းလိုက်စုစည်းမှုအားကောင်းတယ်တူးချင်း individual အားကောင်းတယ်မော်ရိုကိုရဲ့စိတ်တက်ကတော်တော်လေးမာကျောတဲ့အသင်းဖြစ်ပြီးတော့အာဖရိကဇုံထဲမှာသူလည်းစောင့်ကြည့်စရာကောင်းတဲ့အသင်းဖြစ်တယ်ပြီးတော့မှ Tunisia ခြေစပွဲမှာတော့တော်တော်လေးကောင်းတယ်တူနီရှားကသူတို့ကမ္ဘာဖလားကို9ချိန်ပြိုင်ပွဲရထားပြီးတော့ ော့ every single tournament တိုင်းမှာအုပ်စုစင်က မကျော်နိုင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်တဲ့ Egypt ပေါ့လေဘွားမက်ဆာလာဆိုအိုမာမာမူရှ်တို့တစ်ဖက်က Enini တို့ပါဝင်တဲ့ Egypt အသင်း Egypt ကအခုဒီဘက်နောက်ပိုင်းမှာတချို့ Premier League quality player လေးနဲ့9ရောက်6ရောက်တဲ့အသင်းက strong ဖြစ်လာပြီးစောင့်ကြည့်စရာကောင်းတယ်ဒါပေမဲ့ Egypt ဟာ every single tournament တိုင်းမှာအုပ်စုအဆင့်ကကြီးထွက်ခွာနေရတဲ့အတွက်ဒီဒီချိန်မှာရော Egypt ရှုံးထွက်ကိုတတ်နိုင်မလားဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်။နောက် Algeria Algeria က Brazil မှာ Germany Champion ဖြစ်တဲ့နှစ် Knockout Game မှာ ် LGD ကိုကျွန်တော်နောက်ဆုံးတွေ့ခဲ့ရတယ်ဆက်ရှင်နဲ့20နှစ်မှာခြေစွမ်းမအောင်ဘူးဒါပေမဲ့ LGD ကကောင်းတဲ့အသင်းမှာ Real Madrid တို့ဘာလို့ပါဝင်တဲ့ quality အသင်းဖြစ်ပြီးတော့သူတို့က World Cup ကို၅ချိန်ခြေစွမ်းအောင်တယ်ပြီးတော့မှ Ghana DRD မှာ Ghana အသင်းရဲ့လူစင်းကတော်တော်ကို တောက်နေပြအခု Crystal Palace က Akhi Enkedia လေး Ghana ကိုကူစားပြုဖို့ကစားဖို့ဆုံးဖြတ်တယ် AU ညီညီကိုနှစ်ယောက်ရှိသေးတယ်အဲ့ဒါကိုမှ Premier League ရဲ့အကောင်းဆုံးတောင်ပန်ကစားမတွေတဲ့ကနှစ်ယောက်ဖြစ်တယ် အန်ထွန်ဆမန်ယိုရောမော်မက်ခူရုဂျိုဂါနာအသင်းမှာပါတဲ့အရင်အာစနယ်ကွင်းလင်ကစားမသောမတ်စ်ပါတီအပါအဝင်ဂါနာဟာ2010ဆောက်သအာဖရိကပြိုင်ပွဲနောက်ပိုင်းမှာအတောင့်တင်းဆုံးအသင်းလို့ပြောလို့ရတဲ့အသင်းဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုဂါနာက9ချိန်ဝင်ခဲ့ဘူးတဲ့ DJ အပါဝင်ဒါ2010မှာတော့ quarter final ပေါ့လေဥရုဂွေးကိုပနတီအဆုံးဖြတ်မှာသူတို့ရှုံးသွားတယ်ဒါပေမဲ့အဲ့တော့ကသူတို့တကယ်ကိုတက်ခဲတဲ့အသင်းဖြစ်ပြီးတော့ DJ ဂါနာကကျွန်တော်အာဖရိကထဲမှာကျွန်တော်တို့တော်တော်လေးစောင့်ကြည့်စရာကောင်းတဲ့အသင်းဖြစ်ပြီးတော့နောက်ဆုံးကတော့အခုကိတ်ပါတီခြေစပွဲအောင်ထားတယ်လူကြီး9.6သိန်းပဲရှိတယ်လူကြီးအ ਨੇ စုံဒုတိယမြောက်အောင်တဲ့အသင်းပဲ2018တုန်းကအိုက်စလန်တချင်းအောင်ပြီးတော့ DJ ဟာကိတ်ပါတီတို့ဖြစ်လာတယ်ကိတ်ပါတီကပြီးခဲ့တဲ့ African Cup Nation တော့ကလည်းတော်တော်လေး ်ကောင်းတဲ့အသင်းဖြစ်ပြီးတော့ interesting ပေါ့လေကျွန်တော်အကြိုက်ဆုံး African Nation နဲ့မှာဆိုရင်ဂါနာကိုကျွန်တော်တော်တော်သဘောကျတယ်စမန်းမျိုးရှိတယ်ပြီးတော့မှခူးတူးရှိတယ်ပြီးတော့ ။ Inaki Williams ဆိုပြီးတော့ Athletic Club Bilbao ရဲ့ကစားသမားရှိတယ်။ Eddie Nketiah ရဲ့ရှိတယ်။ပြီးတော့မှ Thomas Partey အပါအဝင် Ghana ဟာ quality player အနည်းဆုံး၈ယောက်၉ယောက်သူတို့အသင်းမှာရှိတယ်။အဲ့ချက်ကဂါနာတို့တော်တော်လေးကောင်းတဲ့အသင်းဖြစ်တယ်ပြီးတော့မှကျွန်တော်တို့အခုနောက်မကြာမီမှာခြေစဘောအောင်မှုနီးစလာတဲ့မှာနော်ဝေးတဲ့ဒါအခုတော့မအောင်သေးဘူးအောင်လိမ့်မယ်အဲ့နော်ဝေးဆိုလဲ၈ယောက်၉ယောက်လောက်ရှိတယ်အဲ့ဒါလဲကျွန်တော်တော်တော်လေးသဘောကျတယ်ဗောလေဆိုတော့အခုလောလောဆယ်ခြေစဘောအောင်တဲ့ထဲမှာအကြိုက်ဆုံးကဂါနာကြိုက်တယ်ဥရုဂွေးကြိုက်တယ်ဂျပန်သဘောကျတယ် ဒါဂျပန်ကိုတော့ကျွန်တော်ကိုးကောင်အဲ့သုံးသီးကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ထင်မှာပါတယ်ကျန်တဲ့အသင်းတွေကအားလုံးကြီးမဟုတ်ဘူးကျွန်တော်ခုနပြောတဲ့အသင်းကြီးတွေကစပိန်တို့အာဂျင်တီးနားတို့ဘရာဇီးလ်တို့ပြင်သစ်တို့အင်္ဂလန်တို့ပေါ်တူဂယ်တို့ဒီလိုအသင်းတွေဘရာဇီးလ်တို့လိုအသင်းတွေခုနဖေးတာဒါကတော့ပိုဆွဲနိုင်ကြီးရှိတယ်ဒါပေမဲ့တခြားအသင်းငယ်လေးတွေထဲမှာဒီအသင်းလေးတွေတော်တော်လေးသဘောကျတယ်ဂါနာရဲ့ဂျပန်ရဲ့ ီးတော့မှအူရုဂွေးဥရုဂွေးကတကယ်တော့ချန်ပီယံဟောင်းဖြစ်တော့သူ့ကိုထည့်လို့တော့မရဘူးသူကအတင်းကြီးစင်းနေပါတော့ထည့်လို့ရတယ်ဂါနာနဲ့ဂျပန်ကတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့2026ရဲ့စောင့်ကြည့်စဉ်ကအကောင်းဆုံးအတင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်